အရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မအပိုင်း၄ကိုဟောပြပြီးတော့မှဥဒနတရီဓမ္မဒါနပြုပါမယ်။အရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မအပိုင်း၄မှာဗာပြောပြခြင်းလဲမေးလိုက်တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတပိသာဝကတပိသာဝကတွေ အလုတ်ကျွေးတပိသာဝကတွေပေါ့အထူးသဖြင့်တော့နာဂီတော်နာဂသမလောဥပဝါနောစမေဂီယောနာဂိတတို့နာဂသမလတို့ဥပဝါနတို့သူနဲ့ခတ်တာစသည်ဖြင့်ဘုရားရဲ့အလုတ်ကျွေးတွေဖြစ်တော်လည်းပဲမမြဲရတချို့ဆိုမြတ်စွာဘုရားနဲ့ဒေသဇာတိကြွတဲ့အခါဘုရားကဒီလန့်သွားခြင်းသူတို့ကခိုလန့်သွားခြင်းဒီလိုတွေဖြစ်တယ် တချို့မြတ်စွာဘုရားရဲ့အလုံကျွေးတွေကဘုရားရဲ့တပိတ်လမ်းပေါ်ချပြီးသူတို့သွားကြရတော့သွားကြတယ်အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတွေခိုင်ခိုင်မြဲမြဲနဲ့ကောင်းကောင်းမွန်မွန်လှုပ်ကျွေးမဲ့တပိတ်သာဝကလိုလာပြီဆိုတာသိကြတော့တန်ခါတော်ရှင်သူမြတ်တွေအဲ့ဒီမှာညှိနှိုင်းပြီးတော့မှဘယ်သူလှုပ်ကျွေးရင်ကောင်းမလဲဆိုပြီးတော့တန်ခါအစည်းအဝေးကြီးတရပေါ်ပေါက်လာခဲ့တယ်ပေါ့ အဲ့ဒီတန်ကဇီဝေကြီးတဲ့မှာပထမဆုံးအစတင်သွင်းတဲ့ပုဂ္ဂိုလ်ကဘသူလဲလို့မေးရင်အရှင်သာရိပုတ္တရာအရှင်သာရိပုတ္တရာကြီးကမြတ်စွာဘုရားကိုသူလှုပ်ကြွေးခြင်းတယ်အဲ့ဒါကြောင့်သူကလျှောက်တယ်အဟံဗန္တိတုံမေယေဝပတ္ထယမန္တောအဟံဗန္တိတုံမေယေဝပတ္ထယမန္တောတတ္တသဟတာဒီကံတတ္တသဟတာဒီကံကပ္ပိယံ သတ္တသဟတာဒီကအတင်ချေယံပါရမီယောပူရယေမြတ်စွာဘုရားကိုတောင်းတပြီးတော့မှဘုရားတပည့်တော်ပါရမီတွေဖြစ်ခဲ့တာနာလူမာရီသောမဟာပြညောဥပါထာကောနာမဝတ္တတိအဟံဥပါဒဟိတာမိမြတ်စွာဘုရားကိုဘုရားတပည့်တော်လှုပ်ကြွေးခြင်းနဲ့ဘုရားတဲ့ဒီလိုလျှောက် မြတ်စွာဘုရားကိုလိုချွေးကျင်တယ်ဘုရားလို့ပြောတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဘာပြန်မိတ်တယ်လဲမိတ်လိုက်တော့အလံသာရိပုတ္တရာအလံသာရိပုတ္တရာအจิตသာသာရိပုတ္တရာမသိတော့ဘူးဘာဖြစ်လို့လဲမိတ်လိုက်တော့ယတန္တိသာယံတော်ဝိဟရတိအသုံးညာဝေသာတိသာจิตသာသာရိပုတ္တရာမင်းဘယ်ရမှာပဲသတင်းသုံးသုံးမင်းသတင်းသုံးတဲ့အရာဟာလေ မစိတ်သုံးဘူးခြေသားတရင်သုံးတဲ့ရဟမစိတ်သုံးဘူးတဝါဟိဩဝါဒောဗုဒ္ဓနာဩဝါဒသတိသောဒုတိယစကားခြေသားရဲ့သွန်သင် ဆုံးမဩဝါဒဘုရားတိုင်းရဲ့သွန်သင်ဆုံးမဩဝါဒနဲ့တူတူပဲအရှင်သာရိပုတ္တရာရဲ့ပညာရာကြီးမားပုံနဲ့ အရှင်သာရိပုတ္တရာပေါ်မြတ်စွာဘုရားထားတဲ့စိတ်ထားသူတော်ကောင်းတွေတူတူကြီးလာတယ်။ယသတိတာယတွန်ဝိခရတိအတုံညာဝိပါတိတာရှင်သာသာရိပုတ္တရာဘယ်လိုနေရာပဲသတင်းသုံးသုံးတဲ့ရှင်သာသာရိပုတ္တရာသတင်းသုံးတဲ့အရာဟာစိတ်သုံးတယ်ဆိုတာ၆တွေ့တယ်ဆိုတာမဖြစ်နိုင်ဘူး။တဝဟိဩဝါတော် ဗုဒ္ဓနာဩဝါဒတတိတော်တဲ့အရှင်သာရိပုတ္တရာရဲ့ဩဝါဒဟာဘုရားရဲ့ဩဝါဒနဲ့တူတူပဲတဲ့ဘုရားကဒီလိုပြောဒေနမေတ္တယာဥပါဌာနကိစ္စံအတ္ထိတိပဋိခိပိအဲ့ဒါကြောင့်မို့လေတဲ့ငါဘုရားရှင်ကိုရောမြတ်ကအလုတ်ကျွေးဖို့ဆိုတဲ့အခွင့်အရေးမြင့်မှရှိတော်လဲပဲဒါပေမဲ့ငါဘုရားပေတယ်ကွာ အရှင်သာရိပုတ္တရာဘုရားကိုလှုပ်ကြွေးခွင့်မရအကြောင်းကဘာကြောင့်လဲမေးလိုက်တော့သူတော်ကောင်းတို့တွေအရှင်သာရိပုတ္တရာတရင်သုံးတဲ့အရာဟာမစိတ်တော့အရှင်သာရိပုတ္တရာဟောတဲ့ပြောတဲ့ဇကားတွေတရားတွေကဘုရားဟောတာနဲ့အတူတူပဲအဲကြောင့်မို့မြတ်စွာဘုရားလိုဟောနိုင်တဲ့ တပည့်ကြီးကဘုရားနာမှာနေရင်သာသနာထွန်းကားဖို့အတွက်စီဝင်ဖို့အတွက်ပြန့်နှံ့ဖို့ရအတွက်နှစ်ပါးထပ်နေရင်အဲ့ဒီမှာစီဝင်ဖွင့်ဖြိုးမှုရနေတော့မှာစိုးလို့မြတ်စွာဘုရားကအရှင်သာရိပုတ္တရာကြီးကိုအလုံကျွေးဖြင့်လုံကျွေးခွင့်မပြုတာလို့ဒီလိုနားလဲရတယ် အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကရှင်သာရိပုတ္တရာကိုရောမြတ်ကြီးဘယ်နာသွားသွားအနုမောဒနာတရားတွေခေါ်လိမ့်မယ်သူဟောတဲ့တရားဟာဘုရားဟောတဲ့အတူတူပဲဆိုတာသိတယ်ဆိုတော့အကြောင်းတော်ကောင်းတို့ဒီဒေသနာကိုကြည့်ပြီးဦးဇင်းတို့တို့နားလည်ရမယ်ပေါ့အခါတစ်ပတ်မှာအရှင်သာရိပုတ္တရာနဲ့အရှင်မောဂလံကောင်းဆောင်ပြီးတော့သာဝကကြီးနှစ်ပါးကောင်းဆောင်တဲ့တန်ဃာတော်အရှင်သူမြတ်များဒေသစာတိကြွရင်းနဲ့ရာဇဂျူကိုရောက်ကြ ရွာသူမျိုးသူမျိုးသားတွေကလည်းပဲအာတချို့ကနှစ်ပါးစုတချို့တယောက်တချို့ကနှစ်ယောက်စုပြီးကတချို့ကသုံးယောက်စုတချို့ကလေးယောက်စုတချို့ကငါးယောက်စုဘာလို့ကြတယ်လဲမင်းတို့တော့အာဂန္ဓုကဗတ်တဲ့အာဂန္ဓုတွေကိုဆွန်းနေလူကြရာဇကဟဝါတိနောဒွေပိတယောပိဘဟုပိဧကတောဟုတ်တော်ဝအာဂန္ဓုကဒါနံအဒန္တု ရသချိုမျိုးသူမျိုးသားတွေကတချို့က2ဦးတချို့က3ဦးတချို့က3ဦးပေါင်းစုပြီးတော့မှမလုပ်တော့ပေတဲ့တော့အာဂန္ဓုကဒါနပြုကြတယ်အဲ့ဒီအာဂန္ဓုကဒါနပြုကြတယ်ရသချိုမျိုးသူမျိုးသားတွေအရှင်သာရိပုတ္တရာကြီးကအနုမောဒနာတွေနဲ့ဟောတဲ့တရားလေးဦးစင်ကဒီအပိုင်းလေးမှာတင်ပြကြပါတယ် အရှင်သာရိပုတ္တရာကြီးကရာဇဂုံမျိုးသူမျိုးသားတွေကိုအနုမောဒနာတွေနဲ့ဟောတဲ့တရားလေးကဒါနာ၄မျိုးအကြောင်းပြောပြတယ်။ဧကောတယံဒါနံဒိဋ္ဌိပရဏသမာတပိတိဥပါဒကံဒါယကတို့ဧကောတယံဒါနံဒိဋ္ဌိတချို့တချို့သောလူတွေကကိုယ်တိုင်လူတွေပရဏသမာတပိတိသူများကိုလူဖို့ရန်အတွက်တိုက်တွန်းခြင်းဆိုတာမရှိဘူး။ သောနိဗ္ဗာန်တိဗ္ဗတ္တာနိဘောဂသမ္ပတ္တလဘတိနောပတိဝါရသမ္ပရအဲ့လိုပုဂ္ဂိုလ်မျိုးတွေကဘာဖြစ်တုံမေးလိုက်တော့တဲ့ဖြစ်လျာဖြစ်လျာဘဝတိုင်းမှာစီးစင်ဥစ္စာယရနာတွေနဲ့တော့ပြည့်စုံနေတဲ့အချမ်းရံပိဋကကြတော့မရှိဟောစီးစင်ဥစ္စာနဲ့ပြည့်စုံပြီးတော့ချမ်းရံမရှိတာဒီအကြောင်းကဘာဖြစ်တုံမေးရင်တော်ကောင်းလို့တည်းအသူများ ကိုကိုယ်တိုင်တော့လှူပြီးတော့သူများလှူဖို့ရန်အတွက်မတိုက်တွန်းတော့ ချမ်းသာတယ်။သာသမီကစားပြီးတော့ချွေရန်ဆိုတာမရှိ။ချမ်းတော့ချမ်းသာတယ်ချမ်းသာတဲ့ပစ္စည်းတွေဆက်လက်ထိန်းသိမ်းဖို့ရန်အတွက်သူတို့မှမျောလင့်ချက်တွေမဲပြီးတော့ဒီလိုဘဝတွေဖြစ်တတ်တယ်။ချမ်းသာပြီးတော့ချွေရန်နေတာဟာကိုယ်တိုင်လှူပြီးတော့သူများလှူဖို့တိုက်တွန်းမှုနဲလို့တဲ့အရှင်သာရိပုတ္တရာကြီးကဒီလိုပြောတယ်။နောက်တကဥပဒကား ဧကောတယံနဒေတိတချို့ကကိုယ်တိုင်းတော့မလုပ်ဘူးဗရဏသမထဘိတိသူများကိုလှူဖို့ရတော့တိုက်တွန်းတယ်ကိုယ်တိုင်းမလှူဘူးသူများကိုလှူဖို့ရတိုက်တွန်းတယ်သောနိဗ္ဗာန်တနိဗ္ဗာန်တဌာနီတဲ့ပတိဝါရသမ္ပတံလဘတိနောဘောဂသမ္ပရံအဲ့ဒီပုဂ္ဂိုလ်တွေကဖြစ်လျာဖြစ်လျာဘဝတိုင်းမှာ အာခြံရံပေါင်းသိန်းတွေပေါ်တယ်သာသမီတွေများဒါပေမဲ့လို့ဘာဖြစ်တော့မေးလဲတော့စီးစိမ်ဥစ္စာကြတော့မရှိဘူးအခြံရံတွေများတော့လည်းပဲသာသမီတွေများတော့လည်းပဲစီးစိမ်ဥစ္စာမပြည့်ရင်လည်းပဲတို့ကောင်းတို့တွေမပြည့်စုံရင်လည်းပဲစဉ်းစားကြည့်ပေါ့ဘဝရဲ့အနှစ်သာရနေတော့ဗျာအဲ့တော့ရှင်သာရိပုတ္တရာဟောတဲ့တရား လေးချက်နံပါတ်၁ကတချို့ကကိုယ်တိုင်လှူတယ်သူများကိုလှူဖို့မတိုက်တော့အဲ့ဒီပုံကိုယ်ရည်ရဲ့အကျိုးပေးကဘာလဲမေးတော့ချမ်းတော်ချမ်းသာတဲ့ချွေရန်နဲတချို့ကြတော့ကိုယ်တိုင်မလှူဘူးသူများကိုပဲလှူဖို့လိုက်ပြီးတော့တိုက်တွန်းတယ်ဆိုဩတယ်အဲ့တော့စည်းစိမ်ဥစ္စာနဲ့တော့မပြည့်စုံဘူးတဲ့ချွေရန်နေအများကြီးတဲ့သာသမီတွေအများကြီးတဲ့ဒီလိုဖြစ်တတ်တယ်နဲနောက်တစ်ခါနံပါတ်၃ပုံကိုယ်ကြတော့ ဧကောတယနာဒိဋ္ဌိပရဏသမတပိဋိကိုယ်တိုင်လည်းမလှဘူးသူများလည်းလှဖို့ရန်တွေ့မတိုက်တော့သောနိဗ္ဗာတနိဗ္ဗာတဌာနိကင်စီကမတ္တံပိကုတ်စီပူရဏနလပတိအဲ့ဒီပုဂ္ဂိုလ်မျိုးတွေကြတော့သမီးရောင်ဝမ်းဝအောင်တောက်နိုင်တဲ့ဘဝမဖြစ်ပြန်ဘူးတဲ့အရှင်သာရိပုတ္တရာကြီးကဒီလိုပြောတယ် စည်းစိမ်ဥစ္စာလည်းမပြည့်စုံဘူးနောက်တစ်ခါအချမ်းရံလည်းပဲမရှိဘူးစည်းစိမ်ဥစ္စာမပြည့်စုံတဲ့အတွက်ဒါကြောင့်စားစရာမရှိအချမ်းရံမရှိတဲ့အတွက်ဒါကြောင့်အာကိုမရှိလို့ပေးကြပါဦးဆိုပြီးတော့ကိုရင်းနှီးတဲ့ပုံကလေးသွားပြီးတော့ခြေဖို့နှားဖို့လေးတောင်လည်းပဲမရှိဘူးဘယ်တိုက်တာတိရောက်တယ်လဲမေးလိုက်တော့ထမကြီးတော်ဝမ်းဝါအောင်တောက်နိုင်တဲ့ဘဝမျိုး မဖြစ်ပြန်ဘူးတဲ့နံပါတ်3ပုဂ္ဂိုလ်ကလေနောက်တစ်ခါနံပါတ်4ပုဂ္ဂိုလ်နံပါတ်4ပုဂ္ဂိုလ်ကြတော့ဧကောတယံဒိဋ္ဌိပရံတမာတပိဋ္ဌိဧကောတယံပိဒိဋ္ဌိပရံမိတမာတပိဋ္ဌိကိုယ်တိုင်လည်းလှူတယ်သူများကိုလည်းလှူဖို့တိုက်တွန်းတယ်သောနိဗ္ဗာန်တနိဗ္ဗာန်တဌာနေအတ္တဘာဝတတေပိဘဝအရာပေါင်းများစွာအတ္တဘာဝသဟတေဟိဘဝထောင်ပေါင်းများစွာ အတ္တဘဝတတ္တသဟတိဘဝသိမ့်ပေါင်းများစွာတို့၌ဘောကသံပရိစ္ဆစီစဉ်ဥစ္စာနဲ့လည်းပြည့်စုံတယ်ပရိဝါဒသံပရိစ္ဆချွေရံနဲ့လည်းပြည့်စုံတယ်အဲ့တော့တရားချင်းခင်သူတို့စဉ်တို့အရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မအပိုင်း၄ပါးဦးဇင်းတို့တို့ဘာအဓိကပြောကျင်တယ်ပြေးလိုက်တော့အရှင်သာရိပုတ္တရာကြီးမြတ်စွာဘုရားကိုလှုပ်ကြွေးခွင့်တောင်းတယ်မြတ်စွာဘုရားကလှုပ်ကြွေးခွင့်မပြုဘူးပယ်ချ အကြောင်းကနှစ်ခုဘာဖြစ်လို့လို့မေးတဲ့တော့အရှင်သာရိပုတ္တရာသတင်းသုံးတဲ့အရာဟာစိတ်သုံးတယ်ဆိုတာမဖြစ်နိုင်ဘူးနောက်တကအရှင်သာရိပုတ္တရာဟောတဲ့ပြောတဲ့ဩဝါဒသည်တဲ့ဘုရားဟောတာနဲ့တူနေလို့အဲ့ဒါကြောင့်မြတ်စွာဘုရားကပြချတယ်အခုကြည့်လိုက်ရှင်သာရိပုတ္တရာကြီးရာဇဂျိုမျိုးသူမျိုးသားတွေအာဂန္တုကဒါနပြုကြသူတွေကိုအနုမောဒနာပြုကြတဲ့ဒါနတရားလေးကြည့်လိုက် တဲ့တချို့ကကိုယ်တိုင်လူတဲ့လူများလူကိုမတိုက်တော့အဲ့ဒီပုံကိုယ်တွေကဖြစ်လျာဖြစ်လျာဘဝတိုင်းမှာစည်းစိမ်ဥစ္စာနဲ့ပြည့်စုံတဲ့အချမ်းရံပိဋကနေချမ်းရံပိဋကမရှိတချို့ကြတော့သူများကိုတော့လူဖို့တိုက်တွန်းတယ်ကောင်းမှုပြုဖို့တိုက်တွန်းတယ်ကိုယ်တိုင်ကြတော့ကောင်းမှုမပြုအဲ့ဒီပုံကိုယ်တွေကြတော့ချမ်းရံနေတော့များပါတယ်တဲ့ဘာဖြစ်လို့မေးလိုက်တော့စည်းစိမ်ဥစ္စာမပြည့်စုံဘူး တချို့ကြတော့ကိုယ်တိုင်လည်းမလူဘူးသူများလည်းလူဖို့မတိုက်တွန်းဘူးအဲ့ဒီပုံကိုမျိုးကြတော့ထမင်းရောင်ဝါအောင်တော့ဖို့ရခက်ခဲဘာဖြစ်လို့လို့မလို့စီးစဉ်ဥစ္စာလည်းမပြည့်စုံဘူးအချမ်းရလည်းမရှိဘူးကို့မပြည့်စုံလို့ကို့မှာအချမ်းရရှိတယ်ဆိုရင်တော့တတ်တရားရတာပေါ့အခုတော့စီးစဉ်ဥစ္စာလည်းမရှိချမ်းရလည်းမရှိတော့ထမင်းရောင်ဝါအောင်တော့နိုင်တဲ့ဘဝမဖြစ်နိုင်ဘူးတဲ့ဒီလိုပြော ဟာတချို့ကြတော့ကိုယ်လည်းလှူတယ်သူများလည်းလှူဖို့တိုက်တွန်းတယ်အဲ့ဒီပုံကိုမျိုးတွေကြတော့ဘာဖြစ်လို့မေးဘဝကမြင့်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 သွားလိုက်တာတဲ့ဘဝရာပေါင်းများစွာထောင်ပေါင်းများစွာဘဝပေါင်းသိမ့်ချီပြီးတော့လည်းပဲဘောကတံပရင်းစာလဘတိပရိဝါရတံပရင်းစာတဲ့စီးစိမ်ဥစ္စာနဲ့လည်းပြည့်စုံတဲ့အချမ်းရံနဲ့လည်းပြည့်စုံပါလေအဲ့ဒါကြောင့်တရားရှိခင်သူတို့ဆင်များဤကဲ့သို့မြင့်မြတ်သောမထေရ အရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မကိုရနိုင်ရပြီးတော့မှမိမိတို့ရဲ့ဘဝလည်းပဲမြင့်မြတ်တဲ့ဌာနတွေမှာပိုင်ဆိုင်ကြကုန်ပြီလင်အမြတ်ဆုံးဖြစ်တဲ့နိဗ္ဗာန်တိဟုသောဘဝတိဟုသောထက်စကန်းတလှမ်းနိုင်ကြတဲ့ပုဂ္ဂိုလ်ရူပုဂ္ဂိုလ်များများဖြစ်ကြပါစေလို့ဆုတောင်းပေးရင်လည်းဒေသနာဏိကုံကမ္ဘာပေါင်းကြပါစို့ဣမန္တမဒေသနာဤတရားဒေသနာတော်ကိုသုတ္တဝါနာကြားနာရပြီးတော့မှ တုံမေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောသင်္သူတော်ကောင်းပေါင်းတို့မှာဒုံမကလမ်းမနီမခยีမကိုဝိဝုဇ္ဇတဝါရှောင်ရှားနိုင်ကြကုန်သည်ဖြစ်၍ဒုံမကလမ်းမနီမခยีမံကိုဥဆုံးဖြောင်းပြောင်းမတ်မတ်ယံတုကောင်းစွာမသွေလိုက်သွားနိုင်ကြပါစေကုန်သည်